thank you ်မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အနာနေစီမတေတဲ့ငိမ့်ချင်းဖိုရမ်ပေါ်တော်လိုင်းအင်အားစုတွေပါပြောလဲဆိုတဲ့ကြောင်းတင်ဆက်ပေးပါမယ်နေပြည်တော်မှာ၃ရက်တာကျင်းပခဲ့တဲ့ငိမ့်ချင်းဖိုရမ်2025သုံးသက်ဆွေးနွေးပွဲမှာစစ်ကောင်စီနဲ့ပဏံတင်ကြတဲ့စုဖွဲ့တွေအားလုံးကရွေးကောက်ပွဲကျင်းပရေးဆိုင်ရာစီမံတွေကိုလေးပေးဆွနေကြပါတယ်ရွေးကောက်ပွဲနဲ့ရွေးကောက်ပွဲအလုံးငိမ့်ချင်းတိစားမှုဆိုင်ရာခွင့်လန်းတွေနဲ့ပဋိပက္ခအပြီးပြန်လဲတိစောက်ရင်းနဲ့တဘာဝပြီးအနေနဲ့ဆိုင်ရာပြန်လဲထူထောင်ရေးက ိစ္စရပ်တွေကိုဆွေးနွေးခဲ့ကြတယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ပါတယ်။အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုညီနိုင်ကော်မတီ NSPNC ကနေဦးဆောင်ကျင်းပခဲ့တဲ့ငြိမ်းချမ်းရေးဖိုရမ်မှာစစ်တပ်နဲ့တိုက်ပွဲတွေဖြစ်ပွားနေတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေပါဝင်ဆင်အာနာရှင်စနစ်ကိုတော်လှန်နေကြတဲ့အင်အားစုတွေမပါဝင်ကြပါဘူး။မြန်မာနိုင်ငံမှာဆင်အာနာတိုက်မှုလေးနှစ်ကျော်လာခဲ့ပြီမြဲစက်တဲပေါင်းစုံဟာဆက်လက်တည်ရှိနေစေဖြစ်တဲ့ပေါ်စစ်ကောင်စီကနိုင်ငံရေးထွက်ပေါက်ဖြစ်ရွှေကောက်ပွဲကျင်းပနိုင်ဖို့ငြိမ်းချမ်းရေးဖိုရမ်ကိုပြုလုပ်ခဲ့တာပါ။ချင်းမျိုးသားတပ် ဦးစီရန်နဲ့ပြောကွင်ရစလိုင်းထန်နီကစစ်အာဏာဆက်လက်ရှင်တန်ဖို့အတွက်ရွေးကောက်ပွဲလှုပ်လာခြင်းစစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့စုဖွဲ့တွေအားလုံးအကျိုးဆက်ကိုတာဝန်ယူရလိမ့်မယ်လို့ပြောပါတယ်။ ငင်းချင်းရင်ကောင်းစဉ်တက်ပြီးတော့စစ်တပ်ရဲ့သူတို့အာဏာဆက်လက်ရှင်တန်ရည်တည်အတွက်လုံမဲ့ဒီရွေးကောက်ပွဲမဖြစ်မနေအကောင့်ထဲဖော်လာခဲ့မယ်ဆိုရင်တော့ဖြစ်လာသမျှအကျိုးဆက်ကအားလုံးသူတို့မှာတာဝန်ယူမှုတာဝန်ခံမှုရှိရပါလိမ့်မယ်။နောက်ပြီးတော့သူတို့နဲ့ပူးပေါင်းပါဝင်နေတဲ့စုဖွဲ့တွေအားလုံးပေါ်မှာလည်းအနီနီတိုင်းပဲအကျိုးဆက်တွေအားလုံးအတွက်တာဝန်ယူရပါလိမ့်မယ်လို့ဆိုပါတယ်။ငင်းချင်းဖိုရမ်မှာဖြည်ရင်းရှိစက်ကောင်စီနဲ့တာဟာစာတာဖြစ်တဲ့တိုင်းသားလက်နက်ကိုင်ဖွဲ့စည်းရင်းနိုင်ငံပါတီတွေငင်းချင်းကိုယ်စားလှယ်တွေနိုင်ငံရေးသမားတွေမိဖက်နိုင်ငံကတပ်တမန်စတဲ့အစုအဖွဲ့တွေ းတက်ရောက်ခဲ့ကြပါတယ်။စုနေပွဲအတွင်းအဖွဲ့အဖွဲ့ခွဲပြီးပကတိအခြေအနေနဲ့ရွှေကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးစီမံတွေအပါအဝင်ရွှေကောက်ပွဲလွန်ခင်းခြင်းတွေကိုစုနေခဲ့ကြပြီးအကြံပြုချက်120ကျော်ရရှိခဲ့တယ်လို့စစ်ကောင်စီကဆိုပါတယ်။ ဒါပေမဲ့တင်းစိမ့်ချက်လက်တွေကိုတော့တည်ရဝင်အသိပေးထုတ်ပြန်လာတာမရှိပါဘူးအကြံပြုချက်တွေကိုစူးစီးပြီးနိုင်ငံဝင်ကြီးချုပ်စင်ဦးစီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ထံတင်ပြသွားမယ်လို့ NSBNC အဖွဲ့ဝင်ဗိုလ်မူကြီးဝနအောင်ကဖိုရမ်ပြီးမင်းရပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောသွားခဲ့ပါတယ်ဒါဟာစစ်ကောင်စီရာသားတဲ့ရွှေကောက်ပွဲကျင်းပနိုင်ရင်ဇူလိုင်31ရက်နေ့မှာခေါ်ယူမယ်အမျိုးသားကာကွယ်နယ်လုံးကျွန်းကောက်စီစီဝေးမှာအဲ့ဒီအကြံပြုချက်တွေကိုပါထည့်သွင်းပြီးတစုံတရာဆုံးဖြတ်နိုင်တယ်လို့ယူဆပါတယ်တောင်ပိုင်းအခြေဆိုင်တောင်မင်းစစ်ကြော ောင်းပြောခွင့်ရကိုမင်းသွေးတက်ကတော့စကောင်းစီကရှင်းမြစ်တွင်ကိုအကောင်ဆုံးတုံးချပြီးလူချင်းတဲ့ပုံစံအတိုင်းရွှေကောက်ပွင့်လုပ်ဖို့တဆင်ပြီးတဆင်ချိန်လန်းနေတာလို့တုံသက်ပါတယ်။လက်ရှိချိန်ဒီမှာမင်းရောက်လိုက်ကသူ့မှာရှိတဲ့ရှင်းမြစ်တွင်ကိုအကောင်ဆုံးတုံးချပြီးသူ့ဘက်ရက်တီနေတဲ့နိုင်ငံတွေနဲ့ကူးလူးဆက်ဆံပြီးသူ့လူချင်းတဲ့ပုံစံအတိုင်းရွှေကောက်ပွင့်လုပ်မယ်ဆိုတဲ့ဟာသူ့ရဲ့လုပ်ငန်းစဉ်ကိုတဆင်ပြီးတဆင်သွားနေတယ်ကျွန်တော်တို့တော်လိုက်အင်အားစုတွေဘက်ကသာမင်းရောက်လိုက်တချက်ချိန်လန်းလန်းလိုက်တိုင်းကျွန်တော်တို့ကနောက်ကနေအဲ့ဒါကိုကြည့်ပြီးပြန်လိုက်လုပ်တာမျိုးဖြစ်တဲ့အခါကျတော့ကျွန်တော်တို့ ဘက်မှနိုင်ငံရေးစည်ရေးကောင်းဆောင်မှုတက်ပေါင်းစုလိုတယ်လို့ဆိုပါတယ်ဒီနေ့ကွန်မိုင်းမှာပြုလုပ်မယ့်အထွေထွေရွှေကောက်ပွဲအတွက်စစ်ကောင်စီကပြည်ထောင်စုရွှေကောက်ပွဲကော်မရှင်ရဲ့လက်ရှိစီရင်နေရမဲဆန္ဒနဲ့169မြို့နယ်မှာကျင်းပဖို့ရှိတယ်လို့အတည်ပြုထားပါတယ်အီလက်ထရောနစ်မဲပေးဆက်နဲ့ဆန္ဒမဲပေးရမှာဖြစ်ပြီးမဲများသူအနိုင်ယူစနစ် FBTP နဲ့အချိုးကျကိုစားပြုစနစ် PR နှစ်မျိုးစလုံးကိုကျင်းသုံးသွားမှာဖြစ်တဲ့အတွက်သက်ဆိုင်ရာလွှတ်တော်အလိုက်ဥပဒေနည်းဥပဒေတွေကိုပြတ်ထန်းထုတ်ပြန်ပြီးမယ်လို့ကော်မရှင်က ဆိုထားပါတယ်ငြိမ်းချမ်း င်းဖူရန်မှာတော့ရွှေကပွဲအကျိုးနဲ့ရွှေကပွဲကာလမှာစစ်မှုရန်စင်ကောက်ခံမှုကို၆လဖြစ်စီတနည်းဖြစ်စီရဲဆိုင်ပင်းအပါဝင်မဲဆန္ဒမီတမတ်တာနဲ့လုံခြုံရေးကိစ္စရပ်တွေကိုအကြံပြုဆွေးနွေးတာတွင်ရပါတယ်။ ဒါအပြင်ရွေးကောက်ပွဲလွန်ကာလမှာသဘောထားကွဲလွဲမှုကြောင့်အကျဉ်းချနေသူတွေပြန်လွတ်ပြေးဖို့အပအဝင်ဖွဲ့စည်းပုံပြန်လည်တုံ့တက်ခြင်းဆိုင်ရာညီလာခံတရက်ကျင်းပဖို့ကိုလည်းဖိုရန်ကိုတက်ရောက်လာကြတဲ့ကိုစလဲရီကအကြံပြုထားကြပါတယ်ဒီအကြံပြုချက်တွေကိုကြည်ချင်းအပြင်ရွေးကောက်ပွဲကျင်းပရေးဟာဦးစားပေးအစီအစဉ်ဖြစ်ပြီးရွေးကောက်ပွဲအလွန်မှာတောင်ဆန်းစုကြည်နဲ့သမရဝင်းမြေအပါဝင်နိုင်ငံအကျဉ်းသားတွေကိုပြန်လွတ်ပြေးကဖွဲ့စည်းပုံပြင်ဆင်ဖို့ကြိုးပမ်းလာမယ့်အခြေအနေရှိပါတယ်ကင်မျိုးသားစီယုံ KNU ပြောခွင့်ရဘဒူစောတော်နီကပြည်ထနာရေးအရှင်မြစ်ကိုမဖြေရှင်းပေးဂိုင်း င်းပြားခိုင်းနာတွေလောက်ပဲလိုက်ပြီးအချိန်ကုန်နေမှာမဟုတ်ဘူးလို့ဆိုပါတယ်ပြဿနာရေးအရှင်မြစ်ကပါလဲဆိုတာလူတိုင်းလည်းသိနေပြီဒါပေမဲ့အဲ့ဒီအရှင်မြစ်ကိုမရှာခြင်းမရှင်းခြင်းပဲခိုင်းပြားခိုင်းနာတွေပဲလိုက်ပြီးတော့အချိန်ကုန်နေမယ်ဆိုရင်ကျွန်တော်တို့အတွက်အချိန်မရှိဘူးကျွန်တော်တို့လုပ်ရမယ့်အလုပ်ကတော့ဒီဇိုင်းမတ်မတ်ဆက်လုပ်သွားမှာပဲဖြစ်တယ်ကျွန်တော်တို့ကပြဿနာရေးအရှင်မြစ်ဖြစ်တဲ့ကိုပိုင်ပြတ်ထန်းကွင်လွတ်လပ်မှုအဲ့ဒါတွေကကျွန်တော်တို့ဆက်လက်ပြီးတော့ဒီဇိုင်းမတ်မတ်တိုက်ပွဲဝင်သွားမှာပဲဖြစ်တယ်လို့ဆိုပါတယ်စစ်ကောင်စီရဲ့ NSPNC ဥက္ကဋ္ဌဒုတိယပို့ချုပ်ကြီးရပြီကငင်းချင်းဖူရံမှာငင်းချင်း ရှိကပွင့်နဲ့ဖွံ့ဖြိုးတိုးတက်ရေးစတဲ့ကဏ္ဍ၃ရပ်ကိုဆွေးနွေးခဲ့ပြီးလက်တွေ့အသုံးချနိုင်အောင်လှုပ်ဆောင်သွားမယ်လို့အတည်ပြုပါတယ်။ဒါအပြင်နိုင်ငံသားခွင့်ရေးတွေအတွက်ရွှေကောက်ပွဲကို ကျင်းပပြုလုပ်သွားမှာဖြစ်ပြီးနောက်လုံးမယ်ငင်းချိုင်းဆိုင်ရာဆွေးနွေးပွဲမှာပါဝင်တဲ့ပါဝင်ထိုက်တဲ့နိုင်ငံတကာကပညာရှင်တွေကိုဖိတ်ခေါ်သွားမယ်လို့ပြောဆိုကြောင်းစစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်။နောက်ထပ်တစ်ပုတ်အနည်းငယ်ငါစကားကြောင့်နွားရီရလာပြီဆိုတဲ့ကြောင်းတင်ဆက်ပြပါမယ်။အာရှရဲ့ရန်လူနေတဲ့အင်အားကြီးနဲ့နိုင်ငံသားမှရှိပြီးမဟာဗျူဟာရလွန်စွာချက်ချာကြတဲ့မြန်မာမှာပြည်ရင်းစစ်မီကြီးကတဟုံဟုံတောင်းလောင်နေပါတယ်။၎င်းကအင်အားကြီးနိုင်ငံများပါဝင်ပတ်သက်လာပြီးပဏိပခါကပိုပြီးကြီးတဲ့ကြီးအောင်မျက်စာပြဖိတ်ခေါ်နေတယ်လို့ဖြစ်လာနေတာကို ကမ္ဘာကုလသမဂ္ဂအဖွဲ့ကြီးကဘလို့မှမတက်နိုင်လက်ပိုက်ကြီးနေရပါတယ်။အဲဒီလိုဘူမိနိုင်ငံရဲ့အခြေအနေရရတမေးဖြစ်လာချိန်မှာပြည်တွင်းမှာလည်းစေအုပ်စုကဝေတာလီပြည်ဘလူးစီရဲ့လားမဲမဲမြေယာထင်ရှားဆိုင်နေတဲ့အတွက်၂၂တန်းခန့်ရှိတဲ့ပြည်သူတွေကဒုက္ခပင်လေဝေပြီးအသက်တချောင်းကိုမင်းနဲ့ရှာချမ်းမွေးနေရတဲ့အဖြစ်ရောက်နေပါတယ်။တရုတ်မှာလည်းကောင်းလို့ရဲ့လုပ်ငန်းများအမြန်ဆုံးအကောင့်ထဲပို့နိုင်ဖို့အတွက်စူးမြောင်းခလုံမှန်သမျှရှင်းလင်းဖယ်ရှားပေးဖို့ပြောင်းကြကြဝင်ရဆွတ်ဖက်ပြီးစေအုပ်စုကိုလက်နက်တပ်ဆင်ပေးပြီးရှူတိုက်ပေးနေခြင်းလည်းဖြစ်ပါတယ်။ Bahrein, okay. တောင်ပဲမိမိတို့ကပြည်သူများမျှော်လင့်တောင်းတနေကြတဲ့ပါတီစုံဒီမိုကရေစီစနစ်ကြီးပေါ်ပေါက်လာဖို့တာဝန်ယူဆောင်ရွက်ပြီးနေရလို့ဘယ်လာရုစ်ကိုသွားရင်လင်းရင်ပေါ်တက်ခါနီးငိမ့်ချိုင်းဖိုရန်ကြီးမှာငါစကားနွားရပြောသွားခဲ့ပါသေးတယ်။တကယ်တော့၎င်းတို့ပြည်သူကိုအဲ့လိုပြားရင်နဲ့ဝန်းချလာခဲ့တာ1988ကလေးကဖြစ်တာကိုအားလုံးကသိနေနေပြီးရှက်တတ်မယ်ဆိုရင်လဲသေးဖို့တောင်ကောင်းလာပါတယ်။ဘီဂျင်းရဲ့ညွန်ကြားချက်အရသာ၎င်းတို့လုံမဲ့ရှုကပွဲဆိုတာကြောင့်ပြည်သူများကမိမိတို့ရဲ့အခြေအနေများပိုပြီးဆိုးလာတော့မှာကိုကောင်းစွာသိနာလဲထားကြပါ ါတယ်အဲ့ဒီလိုတိုင်းပြည်ပြိုကွဲလာနိုင်တဲ့အခြေအနေဖြစ်တာကို၎င်းတို့နဲ့ဘလို့မှမသက်ဆိုင်တဲ့အလားပြပဩဇာကန်ရွှေကောက်ပွဲကိုဝင်မဲ့ခက်ညံ့ညံ့နိုင်ငံအမရိကလက်ခမောင်းခန့်နေခြင်းလည်းဖြစ်ပါတယ်ဒါသာမကသေးမိမိတို့ကိုစိတ်ချဖို့တရုတ်ကပြည်ကွန်မြူနတီပါတီကိုကိုယ်တိုင်ကိုကြပင်တွားရောက်တနအုပ်တင်နေကြပါတယ် ပြိုင်ဘက်လည်းမရှိတကိုယ်တည်းဝင်ရောက်ရှင်ပြန်ရမယ်အပြေးပြိုင်ပွဲကိုဆင်နွှဲပြီးမျက်နှာပြောင်တိုက်ပြီးရွှေတစိတ်တက်ယူရတဲ့အဲ့ဒီလိုနိုင်ငံရေးသမားတွေကိုပြည်နှင်းပြည်ပကဘယ်လိုများတလီတစားဆက်ဆံကြမလဲ၎င်းတို့အတွက်ကပြိုင်ဘက်မရှိဝင်ရောက်ရှင်ပြန်ရမယ်ပွဲဒီမှာမျက်နှာပြောင်တိုက်ရဲဖို့ဆိုတဲ့အရေးချင်းမျိုးသားလိုပါတယ်တကယ်တမ်းတွေးကြည့်မယ်ဆိုရင်ပြည်သူတို့တညတညွတ်တဲ့ဆန့်ကျင်တွန်းလှန်နေကြတယ်ထွက်ပေါက်ပိမိကကြံရမရဖြစ်လာတဲ့စေအုပ်စုကအသက်ရှူလောင်တာတို့ခြောင်လာညာရွှေကောက်ပွဲဆိုတဲ့စီမီတို့နဲ့ကုစားဖို့အမြတ်ကြံစီခဲ့လို့တော့၎င်းတို့လွတ်တော်တဲ့ ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ဖာကြောင့်လေဆိုတော့အဲ့လိုတွန်းလှန်မှုတွေမရှိရပိုကျုပ်တန်းရွှေလိုဆေးအုပ်စုတော်မှာတိုင်းပြည်ကို22နှစ်ကြာအေးအေးလူလူအုပ်ချုပ်သွားတယ်မဟုတ်ပါလားကုလသမဂ္ဂနဲ့လူခွင့်ရေးမဟာမင်းကြီးရဲ့ညီလာခံမှာတင်ပြကြံရ45တန်းသောပြည်သူတွေကကမ္ဘာပံကသတ်မှတ်ထားတဲ့စင်းရဲစွာနေထိုင်နေကြတဲ့တနည်းဝင်ငွေအမေရိကန်ဒေါ်လာ1.3မြမကျပ်4500နဲ့ရှုံးကန်နေကြတယ်လို့ဖော်ပြထားပါတယ်အစ္စရိကာစာအီရန်စစ်ပွဲကဲ့သို့ပဏိပခကြီးကိုဘယ်လိုမှမဖြေရှင်းနိုင်တာကိုအပြစ်တင်မှုခံလာတော့လေမြမ မြန်မာကဲ့သို့နိုင်ငံအရေးမှာကုလသမဂ္ဂရဲ့အခမ်းကဏ္ဍပြောက်ွယ်သွားတဲ့အဖြစ်အတွက်အဖွဲ့ကြီးရဲ့အနာဂတ်ကရှင်လေးပွဲဖြစ်လာတာကတိသာထင်ရှားစွာမိမောင်းထိုးပြနေပါရရကင်းနိုင်ငံပေါင်းချုပ်အသင်းကြီးကဲ့သို့ညီကုန်းချုပ်သွားမယ်ရေးကိုအားလုံးကစိုးရင်ကြောင်ကြလာပြီးပြုပြင်ပြောင်းလဲများဖော်ဆောင်ကြဖို့အပူတပြင်းတောင်းဆိုလာပါရအဓိကအဖြစ်တော့ကုလလုံခြုံရေးကောင်စီမှကြီးငါကြီးဖြစ်တဲ့အမေရိကန်ပြည်ထောင်ပြင်သစ်တရုတ်ရုရှားတို့ကဗီဒီယိုအားဓာတ်နဲ့ဆွဲကင်ပြီးဆရာမွေးတပွဲမွေးမူဝါဒနဲ့ကမ္ဘာငြိမ်းချမ်းရေးကိုဖျက်လို့ဖျက်ဆီးလုပ်နေတဲ့ဖြစ်ကိုပယ်ဖျက် ်ဖို့တောင်းဆိုလာကြပါတယ်ဖြစ်တင်တာက၎င်းတို့ဗီဒီယိုနဲ့ပယ်ချထားတဲ့အဆိုကိုအထွေထွေညီလာခံမှအများစုရဲ့မဲနဲ့ဆုံးဖြတ်ပြီးပယ်ဖြတ်ခါလုံခြုံရေးကောင်စီကိုမဖြစ်မနေပြန်ပြီးလိုက်နာစေခိုင်းစေမယ်လို့ဆိုပြီးပြည်ထနာတော်တော်များများပြည်လဲသွားနိုင်တယ်လို့ယူဆမိတာဆိုတဲ့အကြောင်းသတင်းမှာဖော်ပြပါရှိပါတယ်ရှင်